အလုံးချစ်ကိုချစ်မတို့မင်္ဂလာပါအဲကျွန်တော်တို့ဒီနေ့မှာချစ်ကိုချစ်မကိုဟိုမိတ်ဆက်ပေးမှာကတော့ကျွန်တော်တို့မနစ်ကရက်ကိုစအဟောင်းပါเนาะအဲ့ဒီအဟောင်းဆက်လေးကိုကျွန်တော်ထမင်းရှင်းထားတာရှိပါတယ်အဲ့ဒါလေးတွေထမင်းနမူနာနဲ့ဆန်နမူနာလေးတွေကိုကျွန်တော်ပြသပေးပါမယ်เนาะအဲဒီဗီဒီယိုကိုချစ်ကိုချစ်မတွေဆုံးခတ်တရားကိုလိုက်ပါပြီးတော့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟုတ်ဒီမှာပါအဲကျွန်တော်တို့ဒါလေးကမနစ်ကရကုစီအဟောင်းပါเนาะ ဒါအဟောင်းပါဒီဒီဆန်ကိုကျွန်တော်တို့ဒီမှာပါအသေးစိတ်ကျွန်တော်ပြပါမယ်ဒါကတော့အပြင်မှာလေးဒီတိုင်းပါပဲအဲကင်မရာမှာလေးဒီတိုင်းပါပဲเนาะအပြင်နဲ့အတွင်းနဲ့ကျွန်တော်အတူတူကာလာကိုချိန်ပြီးတော့မှာပဲကျွန်တော်လုထတာဖြစ်ပါတယ်အဲအဲ့တွင်နဲ့ဒါလေးကတော့အပြင်နဲ့အတွင်းနဲ့အတူတူပဲเนาะအဲဒီမှာပါเนาะရက်ကိုစီတာမနစ်ကဟောင်းဒီမှာပါအဲ့ဒါထမင်းရှက်ထားတာပါเนาะဒါကတော့အဲ့ရက်ကိုစီအဟောင်းကိုထမင်းရှက်ထားတာပါเนาะဟုတ်ပြီเนาะ အဲကျွန်တော်ဈေးတန်းလေးကိုပြောပါမယ်ဟုတ်ကဲ့အဲကျွန်တော်တို့ဒီရက်ကိုစေမနစ်ကအဟောင်းဈေးတန်းကတော့9000နဲ့9000ပါနော်ချစ်ကိုချင်းမတွေအဟောင်းဆိုတာနဲ့ချစ်ကိုချင်းမတွေကဘာတီးရမှာလဲဆိုတော့သမင်းအိုးတက်တယ်နော်သမင်းကနိုးစီဘူးတပူဆိုရင်နှစ်ပူစာလောက်တက်တယ်သမင်းနော်သမင်းအိုးတက်တယ်အဲပြီးတော့ဒီရေကိုစေဆိုတာနဲ့ကျွန်တော်တို့သမင်းသားအမာဖြစ်ပါတယ်နော်အေးသွားရင်မာရေးဆန်ပါ ဒီဆန်ကလေအဲကယ်လိုရီတော့နေတယ်အဆီတက်နေတယ်ပေါ့နော်အဲ့ဒီတော့နဲ့ချစ်ကိုချင်းမတွေအတွက်ဒါအသုံးတင်မယ်ဆိုရင်စားသမားတွေအတွက်လည်းအသုံးတင်မယ်ဆိုရင်စားသမားတွေအတွက်ကျတော့လာယူတယ်ဆိုရင်တော့ဒီဈေးပေါ့နော်ဒါကျွန်တော်တို့ပူပေးရမယ်အိမ်ရောက်ပူပေးရမယ်ဆိုရင်တော့ကျွန်တော်တို့မှာအာပုခါချချက်တွေပေါင်းပေးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်ရောင်းတဲ့သမားတွေအတွက်လည်းလာဝင်ဒီဈေးအဲကျွန်တော်တို့ကအိမ်များရင်များတယ်လို့တော့ဈေးရှော့ပေးမယ်နော် အဲ့များရင်များတလို့မြင်တိဆံမျိုးစမဆိုအဲကျွန်တော်တို့အဲ့များရင်များတလို့ကျွန်တော်တို့ဟိုဈေးကိုရှော့ပြီးတော့ရောင်းပေးပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့မှာ တခြားအဆန်လေးတွေလည်းရှိပါတယ်ရက်ကိုစီကြံရည်ရောင်လေးအစ်စ်တွေပေါ့နော်ကြံရည်ရောင်ရှိမယ်ပိုလရှာဒါဘပိုလိတ်နော်အဲ့ဒီပိုလိတ်အဲရက်ကိုစီအစ်စ်တွေလည်းရှိမယ်အဲ့ဒါကတော့ကျွန်တော်တို့ရေချဟိုနေ့ကကျွန်တော်မိတ်ဆက်ပေးပြီဒါလေးကတော့ကျွန်တော်တို့ဟိုဟာရက်ကိုစီမှာလည်းသူ့ရဲ့ဆန် quality အမျိုးအစားလိုက်ဈေးတန်းလိုက်ကွာချမှုရှိမယ်နော်6000ကျော်နဲ့ရတဲ့အဲဟာလေးတွေလည်းရှိမယ်9000နီးပါးနဲ့ရမယ့်ဟာလေးတွေရှိမယ် ကျော်တော့ကြော်ကြော်လေးနဲ့ရတဲ့ဟာလေးတွေရှိမယ်ဒါသီးပင်လည်းအဲကျွန်တော်တို့ဆန်အမျိုးအစားဒေတာနေရာ like เนาะမြို့နေရာ like ကျွန်တော်တို့ဒီ quality like quality ပြီးတော့ဈေးတန်းတွေဒီ quality မှုရှိပါတယ်เนาะဒါလေးကတော့ကျွန်တော်တို့ဒီဆန်အမျိုးအစားတွေပေါ်မှာမူတည်ပြီးတော့ကိုယ်လေးမှုရှိပါမယ်အဲနောက်ကျွန်တော်တို့ဈေးရတွေလည်းရှိတယ်ပေါ့เนาะဈေးရဆိုရင်လည်း၎င်းနေတို့ပဲအဲကျွန်တော်တို့6000ကျော်9000ကျော် နော်အဲ့ဒီလိုမျိုးလေးတွေနဲ့ရပါတယ်အဲ့အဲ့ဒါလေးတွေဒီလေဘာလေးဆိုတော့ဆန်မျိုးစားအာအပေါ်မှာမူတည်ပြီးတော့ဗောနော်ဆန်ရဲ့ quality အကျိုးစားပါလာနော်အဲပြီးတော့နောက်ထပ်အဖြူစားပါလာ by ဖြူပါလာအဒီအပေါ်မှာမူတည်ပြီးတော့ဈေးတန်းတွေဒီကောချောင်းမှုရှိပါတယ်အားလုံးရှိကိုရှိမှာတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်3မိနစ်စာပဲပြောပါမယ်နော်